အားလုံးပဲမင်္ဂလာပါတငယ်ချင်းလေးတို့ရေမြက်ကလေးတွေရဲ့ကာတွန်းလေးတွေကိုသဘောကျရဆိုရင်တော့ USPBN လေးကိုခွင့်ပြီးတော့ကြည့်ပါကြဖို့မမေ့နဲ့နော် La 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 ကာလူကြီးကရဲ့ညီမတောင်အောင်လုံးကသူတို့အကူမင်္ဂလာဆောင်မှာတချင်းဆုပ်ပြီးတော့ဝမ်းသာနေကြတာပေါ့ဝါငါ့ရဲ့ချွေးမအရန်ကိုလှတာပဲကာလူတားတွေ့လားတားအတွက်ကောင်မလေးချောချောလေးကိုအမေရှာလာခဲ့တယ်ဟုတ်တယ်အမေ တကယ်ဝဲကျွန်တော်မိန်းမအရန်ကိုချောတာမင်္ဂလာဆောင်ရှိရာကြောင့်ကာလူကြီးကအိမ်ကပြင်ဆင်ထားတာပေါ့ကာလူကြီးကလည်းအရန်ကိုပျော်ရွှင်နေတာပေါ့ဘ ഹു တူတော်မှာဆောင်းရည်ရောက်နေတာပေါ့နေ့နေ့ကလည်းတဖွဲဖွဲကြနေတော့တယ်ဖျားရေဒီဒီမတ်အောက်အေးရပဲကိုကာလူရေပြန်လုပ်ပြီးတော့ရှင်အိပ်ပျော်နေနိုင်တာလေကျမအရန်ကိုချမ်းသာပဲ ဟုတ်တယ်ရာသီဥတုကအရင်အေးတာဒါမဲ့ကိုတို့ကအေးအေးထဲမှာလဲအိတ်ရတာအကျင့်ဖြစ်နေပြီမရပါဘူးကျမတော့အဲ့လည်းမပြောဘူးဖြစ်နေတယ်ကျမအခုပဲမင်္ဂလာလက်ဖွဲ့တွေကနေအပူပေးဆက်ယူလာခဲ့မယ်ဟာမင်္ဂလာလက်ဖွဲ့တွေမှာအပူပေးဆက်လဲပါတယ်ပေါ့လေအာနေယူလာလိုက်တာကောင်းသွားတယ် တရင်ကြီးကမလီကမင်္ဂလာလက်ဖွဲ့တွေကနေအပူပေးဆက်ကိုယူပြီးတော့ဖွင့်လိုက်တော့တယ်။တဖြည်းဖြည်းနဲ့သူတို့အခန်းလေးကနွေးလာတာပေါ့။ဝါးတနေရဲ့ကောင်းလိုက်တာ။အပူပေးဆက်ဖွင့်ပြီးတော့ခဏလေးအတွင်းမှာပဲနွေးသွားတာပဲ။ဒီညတော့ကောင်းကောင်းအိပ်ပြောင်းတော့မှာ။အဲ့ဒီနောက်မှာလေမယားနှစ်ယောက်လုံးကအပူပေးဆက်ကနေလာတဲ့အပူတဲကြောင့်တညတာလုံးနှိမ့်ချိုက်စွာအိပ်ပြောင်းသွားတော့တယ်။အဲ့လိုနဲ့ပဲရက်အနှဲငယ်ကုန်ဆုံးသွားတာပေါ့။ ။တရက်မှာတော့ရုတ်တရက်ကြီးကာလူကြီးကရဲ့ညမဇာဇာကနေမကောင်းဖြစ်လာတော့တယ်။သူကရဲအောင်ချမ်းနေရပေါ့။တမီးလေးဇာဇာဘာဖြစ်တာလဲ။ဖះရေငါဘာလို့ရတော့မှလဲ။သူကရဲအောင်ချမ်းနေတဲ့ပုံပဲ။အခန်းကလည်းအပြင်ကနေလေဝင်ပြီးတော့ပို့ပြီးတော့အေးနေတယ်။အမေရဲ့ဘာလို့စိတ်ပူနေရတာလဲ။တမီးမအပူပေးဆက်ရှိရလေ။တမီးရဲ့အပူပေးဆက်ကိုအခုပဲယူလာခဲ့ပေးမယ်။ အပူပိစက်ဖွင့်လိုက်ရင်တခဏလေးအတွင်းမှာပဲအခန်းကနှွေးသွားလိမ့်မယ်ပြီးလို့ရှိရင်အနှွေးတဲ့ကြောင့်ဇာဇာလေးကောင်းကောင်းအိပ်ပျော်သွားလိမ့်မယ်တင်တင်ကြီးကမ်းမလီယာသဘောကောင်းတဲ့သူတယောက်ဖြစ်တော်တယ်သူ့အတွက်တောင်မစင်စားဘဲနဲ့တင်တင်ကြီးကမ်းမလီယာသူ့ရဲ့အပူပိစက်ကိုယူပေးလိုက်တော့ရောင်းမလီတွေရဲ့အခန်းထဲမှာထည့်ပေးလိုက်တော်တယ်ဝါအမရဲ့အပူပိစက်ကတခဏလေးအတွင်းမှာပဲတခဏတော့နှွေးသွားအောင်လှုပ်လိုက်တာပဲတော်တော်လေးကိုနေလို့ကောင်းနေရောပဲစစကြောင်ဒီနေ့ငါတို့လည်းအေးစေးအိပ်ရတော့မယ် အကိုကတကယ်ကိုကန်ကောင်းတာပဲမိမလည်းချော့ချော့လေးရတဲ့အပြင်မင်္ဂလာလက်ဖွဲ့ဆိုပြီးတော့လည်းပစ္စည်းတွေအများကြီးယူလာသေးတယ်ခဏကြာတဲ့နောက်မှာတော့မိုးလင်းသွားတော့တယ်ကာလူကြီးရဲ့ညီမတောင်းအောင်လို့ကနှစ်ချက်စွာအိပ်ပျော်နေပြီးတော့အိယာကနေထလာကြတော့တယ်အမရဲ့အပူပေးချက်ကိုပြန်လာပေးတာအမရေတကယ်ကိုကျေးဇူးတင်တယ်နော်မနေ့ကတော့အမကြောင့်ညီမလေးနေပြန်ကောင်းသွားရတာစစားရလေကွာဘာမှမဖြစ်ပါဘူးညီမလေးနေပြန်ကောင်းသွားတာကပဲအမအတွက်လုံလောက်နေပါပြီ ဒီနေ့ညမှာတော့တနင်္ချီကမ်းမလေးကအပူပေးဆက်ဖွင့်ပြီးတော့အိတ်နေရပေါ့။ဒါမဲ့ကာလူချင်းကရဲ့ညီမတောင်းအောင်လုံးကအိတ်မပြောဘူးဖြစ်နေတော့တယ်။သူတို့တောင်းအောင်လုံးကအရန်ကိုချမ်းနေကြတာပေါ့။ဖះရည်အရန်ကိုအေးတာပဲ။မနေ့တော့အမရဲ့အပူပေးဆက်ကြောင့်ကောင်းကောင်းအိတ်ပြောသွားခဲ့တာ။ဒီနေ့တော့အမနဲ့အကိုကအပူပေးဆက်ဖွင့်ပြီးတော့အေးအေးဆက်ဆက်အိတ်နေလောက်မှာ။ဟုတ်တယ်ဟ။ဒီနေ့လည်းအမရဲ့အပူပေးဆက်ကိုယူပြီးတော့အခန်းထဲမှာဖွင့်ပြီးအိတ်လို့ရရင်အရန်ကောင်းပါပဲ။ငါတော့အေးအေးတောင်မတိခံနိုင်တော့ဘူး။ အမားတို့နှစ်ယောက်ပြောတာအယမ်းမှန်တယ်ဒီနေ့အပူပေးစက်မရှိတော့အဲ့လိုတော့မရဘူးဖြစ်နေတာဒီလိုလုံးအောင်ဒီနေ့လည်းငါတို့တောင်အောင်ထေရတယောက်ကနေမကောင်းချင်အောင်ဆောင်းပြီးတော့အမားစီကနေအပူပေးစက်ကိုယူလိုက်ကြမယ်လीဝါဒီကျန်းရောင်းကောင်းတာပဲဒီနေ့ငါနေမကောင်းဖြစ်လိုက်မယ်လीအဲ့နောက်မှာညီမတယောက်ကအော်အော်ပြီးတော့အမေဖြစ်သူစီကိုသွားလိုက်တော့တယ်အမေရေစူစူကအပြင်းပြားနေတယ်သူ့မှာချမ်းလုံးလုံးတောင်းနေတယ်အမေရဲ့အမေအမအကိုပြောပြီးတော့အမစီကနေအပူပေးစက်တောင်းပေးပါလား ဖះရေဒါဘာတွေဖြစ်နေရလဲတယောက်ပြီးတော့တယောက်နေမကောင်းဖြစ်နေရောပဲစူးစူးကြီးကမ်းမလေးရဲ့အခြေအနေကိုကြည့်ပြီးတော့တင်းတင်းကြီးကမ်းမလေးကသူ့ရဲ့အဖူပေးစောင်းကိုထုတ်ပေးလိုက်တော့တယ်ဝါအမအကိုအယူလုပ်ရတာအရင်ကပြောဖို့ကောင်းတာပဲငါတို့နေဟိုက်ဒီလိုမျိုးအမအကိုအယူထုတ်ပြီးတော့သူ့ဆီကနေပြီးတော့အပူပေးစားကိုယူကြမယ်လीပြီးကြရင်ငါတို့တောင်းအောင်အေးဆေးဆေးအိတ်ကြတာပေါ့တင်းတင်းကြီးကမ်းမလေးရဲ့ရောင်မလေးတွေကအရင်ကလဲတာပေါ့အပူပေးစားကိုဖွင့်ပြီးတော့အေးဆေးဆေးအိတ်နေကြတော့တယ် တင်းတင်းကြီးကဲမာလီကတော့အေးတာကြောင့်မလို့တညလုံးအိမ်မရဖြစ်နေရဲ့ဖီးယားရေအရန်ကိုအေးတာပဲငါတော့အေးတယ်အောင်မခံနိုင်တော့ဘူးလေမြ мян လေးစူးစူးတာနေကောင်းသွားရင်အပူပေးစားကိုပြန်ယူလိုက်မယ်မနက်မိုးလင်းသွားတော့တယ်တင်းတင်းကြီးကဲမာကသူ့ရဲ့အပူပေးစားကိုပြန်ယူလိုက်တော့တာပေါ့ညဘက်ရောက်လာတဲ့အချိန်မှာတော့ရောင်းမလေးတွေကပြန်ပြီးတော့ဟန်ဆောင်လာကြတော့တယ်သေးပါပြီအမေရဲ့အမေ မီးအေးရအောင်မခံနိုင်တော့ဘူး။တမီးကနေမကောင်းဖြစ်နေပါလေဆိုမှအေးလိုက်တာမေရဲ့။တခုခုလောက်ပါအောင်မဟုတ်ရင်တမီးအေးလုံးလို့သေသွားလိမ့်မယ်။ဒီနေ့ကြည့်ပါဦး။ကိုယ့်ရဲ့ညီမလေးကအချမ်းလုံးလို့တုံနေတဲ့မင်းမြင်မြန်သွားပြီးတော့အခန်းထဲကနေအပူပေးဆက်ယူလာခဲ့လိုက်။ဟုတ်ကဲ့ကူကလူ။ညီမအခုချက်ချင်းသွားပြီးတော့ယူလာခဲ့မယ်။အခုပဲအပူပေးဆက်ကိုသွားယူလိုက်မယ်နော်။ဒီနေ့လည်းတင်တင်ကြီးကမ်းမလေးကသူ့ရဲ့အပူပေးဆက်ကိုရောင်းမလေးတွေကိုပေးလိုက်ရတော့တယ်။ ကိုတိုင်ကတော့တညလုံးအေးအေးထဲမှာထိုင်ပြီးတော့ကုံဆုံးနေရပေါ့။အော်အစကတော့ရောင်းမလေးတွေကတကယ်လို့ဒီမကောင်းဖြစ်နေရဲ့လို့ထင်နေတာ။ဒါတွေအားလုံးကသူတို့ဟန်ဆောင်နေကြတာ哦။တေချာပေါ့ငါ့ရဲ့ရောင်းမလေးတွေကအပူပေးဆက်ကိုအရသာတွေ့သွားရည်ထင်တယ်။ဒါပေမဲ့ငါ့နာမည်ကလည်းတင်းတင်းလေးကွာ။ငါဘာလုပ်မလဲဆိုတာကိုကြည့်နေလိုက်။နောက်နေ့မနက်မှာတင်းတင်းကြီးကမ်းမလေးကအပူပေးဆက်ရဲ့အရှိန်ကိုတင်လိုက်တော့တယ်။ အပူပိဆက်ကပို့ပြီးတော့မှအပူတွေထုတ်ပေးပြီးတော့မှပျော်စရာကောင်းနေတော့ပါပဲညဘက်ရောက်လာတဲ့အချိန်မှာကာလူကြီးကရဲ့ညမ၃ယောက်ကအပူပိဆက်ကိုဖွင့်လိုက်ကြတော့တယ်ခဏကြာတဲ့နောက်မှာတော့အပူချင်ရရံ့ကိုမြင့်တက်လာတော့တယ်အာဟာအာငါရချောက်တဲ့လောင်းကုန်ပြီဒါဘာဖြစ်သွားတာလဲအပူပိဆက်ကဘလို့လောက်ပြီးတော့ရံ့ကိုပူသွားရတာလဲဖះရေအမရဲ့အပူပိဆက်ကပြက်သွားတာလားမသိဘူးအမရဲ့အပူပိဆက်ကပြက်သွားရင် အမောင် အမငါတို့အလွတ်ပေးတော့မှာမဟုတ်ဘူးဟုတ်တယ်ဟုတ်တယ်မြ мян လောက်ကြမြ мян လေးအဲ့ဒီအပူပေးစားကိုပိတ်လိုက်ချွေးတွေထွက်ရင်ထွက်ရင်နဲ့ငါတို့တော်တော်လေးကိုခြေတွေဆိုးနေပြီအပူပေးစားပြတ်သွားတယ်ဆိုပြီးတော့ရောင်းမှန်တော့အောင်လို့ကကြောက်ကြောက်နဲ့ရောင်းမှဖြစ်သူတင်းတင်းကြီးကမာလေးကိုပြန်ပေးလိုက်တော့တယ်အာငါရဲ့အပူပေးစားကိုပြန်ရလာခဲ့ပြီအခုတော့မှပဲအေးစစ်အိတ်လို့ရပြီတင်းနေုံများနိုင်မဲ့ထင်နေရလားမသိဘူးညရဲ့အပူပေးစက်ကိုများနေ့တိုင်းဖွင့်ပြီးတော့အိတ်ချင်နေသေးတယ် တင်းတင်းကြီးကမ်းမလေးကလက်ခွက်တွေတုံးပြီးတော့ရောင်းမလေးတွေရဲ့လက်ထဲကနေသူ့ရဲ့အပူပိဆက်ကိုပြည်ယူလိုက်တော့တယ်။ချစ်ရတဲ့တငယ်ချင်းတို့ရဲ့ဒီဇလန်လေးကိုသဘောကျတယ်ဆိုရင် like လုပ်ပြီးတော့ဒီလိုမျိုးဇလန်လေးတွေကိုကြည့်ဖို့အတွက် channel ကိုလည်း subscribe လုပ်ပေးသွားကြအောင်နော်။ကာလူကြီးကကကျောင်းရဲ့ကျောင်းတယောက်ဖြစ်လာတော့တယ်။သူ့မှာကိုပိုင်းကျောင်းလေးတစ်ကျောင်းရှိတာပေါ့။အမေ၊တာကျောင်းသွားရမယ်။တာသွားရမယ်နော်။ ဟုတ်ပြီတာဂယူဆိုင်ပြီးတော့သွားနော်ပြီးတော့ထမင်းမှုလည်းကောင်းအောင်စားခဲ့အောင်နော်မေမေသားချိုက်တွေကြီးပဲထည့်ပေးထားတာအဲ့နောက်မှာတော့ကုကူစားကလေးကတခြားကြီးငယ်တွေနဲ့အတူကြောင်းလိုက်သွားတော့တယ်မေမေကြီးကတော့အိမ်မှာအေးဆေးလေးထိုင်ပြီးတော့ TV ကြည့်နေတာပေါ့ကြောင်းသွားရမယ့်အချိန်ကိုလည်းဂယူမဆိုင်ဘူးပေါ့တားလေးမေမေမင်းဖေကအကြောင်းဆိုရနဲ့နေတိုင်းကြောင်းကိုနောက်ကျမှသွားလို့ရမှာမဟုတ်ဘူးလေကဲကဲကဲမေမေလေးလွယ်လွယ်ပြီးတော့ကြောင်းသွားဖို့လုပ်တော့ အမေရဲ့ตาတော့လိုက်ပါမယ်ခဏနေဒီရုပ်ရှင်ကပြီးတော့မှပြီးတော့လဲဘသူကตาကိုအော်မှာမလို့လဲตาရဲ့အဖေကဒီเจ้าရဲ့เจ้าအောင်ပဲဟာ ਉ မင်းမင်းကြီးကရုပ်ရှင်ကြည့်လို့ပြီးသွားတော့မှเจ้าအောင်တော့လိုက်တော့တယ်ตาလေးမင်းမင်းနေတူဝက်တောင်ကူးနေပြီအခုမှเจ้าလာလားဆရာဆရာလဲသိပါတယ်ตาကမနှက်ဆိုရင် ရုပ်ရှင်ကြည့်နေရလေရုပ်ရှင်ပြီးမှเจ้าအောင်လာတာဟုတ်ပါပြီตาရဲ့ဘာမှမဖြစ်ပါဘူးตาရဲ့เจ้าမဲဟာตาလာခြင်းနဲ့ချိန်လာလို့ရတယ် မင်းမရဲ့အဖေကကြောင်းဖြစ်တာကြောင့်မင်းမကြီးကံကိုဘယ်သူမှမစူပူကြဘူးပေါ့ကဲကလေးတို့ရေနေ့လယ်မုံစားစင်းနေရောက်ပြီအေးစစေးထမင်းတော့စားကြတော့ကလေးတွေအားလုံးကထမင်းမှုကိုယူပြီးတော့လယ်ခွင်းထဲကိုသွားလိုက်ကြတော့တယ်နင်တို့အားလုံးရဲ့ထမင်းမှုတွေငါ့ကိုပေးစမ်းငါပိုက်စားနေပြီမြမြလေးပေးနင်တို့ရဲ့ထမင်းမှုငါ့ကိုပေးစမ်းလို့ဘာလို့ပေးရမှာလဲမမေဒါငါတို့ရဲ့ထမင်းမှုလေနင်တို့အားလုံးငါ့ကိုထမင်းမှုပေးလို့ပြောနေတော့ပေးလိုက်နော် မဟုတ်ရင်တို့အားလုံးငါကြောက်ထုတ်ပြစ်မယ်မလုပ်ပါနဲ့မမေရဲ့ငါတို့ကသာကြောက်ရနေထုတ်လိုက်လို့ရှင်အဖေနဲ့အမေနဲ့ကငါတို့ကိုရိုက်လိုက်မယ်ဟုတ်တယ်မမေမင်းတို့ချင်းယူလိုက်ပါငါတို့အားလုံးရဲ့ထမင်းမှုကိုမင်းယူလိုက်ကလေးတိုင်းကသူတို့ရဲ့ထမင်းမှုကိုဖွင့်ပြီးတော့မင်းမင်းကြီးကံကိုပေးလိုက်တော့တယ်အဲ့နောက်မှာမင်းမင်းကြီးကံကအပါတရနဲ့အားလုံးရဲ့ထမင်းမှုတွေကိုကောင်းအောင်စားလိုက်တော့တယ်အပြစ်မရှိတဲ့ကလေးလေးတွေကမင်းမင်းကြီးကံကိုထိုင်ကြည့်နေတော့တာပေါ့ မ်စားလို့ကောင်းလိုက်တာမင်းတို့အားလုံးရဲ့ထမင်းနေဟင်းနေရတအားကိုစားကောင်းတာပဲပြီးတော့နင်တို့အားလုံးငါ့ရဲ့စကားကိုသေချာနားထောင်ကြဒီအကြောင်းကိုနင်တို့ရဲ့မိဘတွေကိုပြောရရင်ပြောကြည့်နော်ငါ့ထက်ဆိုးတဲ့သူရှိမှာမဟုတ်တော့ဘူးငါ့ရဲ့အဖေကိုပြောပြီးတော့နင်တို့အားလုံးကြောက်ထွက်ခိုင်းလိုက်ပါမင်းမင်းကြီးကန်းကိုကြောက်ရကလေးတွေအားလုံးကကြောက်ကြတော့တယ်ဘာလို့လဲဆိုတော့မင်းမင်းကြီးကန်းကကြောက်ရလူဆိုးလေဖြစ်တာကြောင့်ပေါ့အဲ့နောက်မှာတော့ကြောက်ရဆင်းသွားတော့တယ် ကလေးတွေအားလုံးကဘိုက်ဆဆာနဲ့အိမ်ကိုပြန်သွားလိုက်ကြတော့တယ်။မမေရဲ့မမြန်လေးတားကိုထမင်းခူးပေးပါလား။တားအရင်ကဘိုက်ဆာနေပြီ။အေးအေးအေးအခုခူးပေးပါမယ်တားလေး။ဒီနေ့လည်းထမင်းမှုကောင်အောင်မစားခဲ့ဘူးလား။အဲ့အကြောင်ဒီလောက်ဘိုက်ဆာနေတာ။ဟာမဟုတ်ပါဘူးမမေရဲ့တားရဲ့ထမင်းမှုကောင်အောင်စားလာခဲ့တယ်။တကယ်တော့အခုတလောကြောင်မှစားအများကြီးတင်လာတယ်။အဲ့ဒါကြောင့်မလို့ကျွန်တော်လည်းအဲ့ဒါကြောင့်မလို့တားလည်းအရင်ကဘိုက်ဆာလာတာ။ ဟောဝါစာကလေးမကကူကူစာကလေးကိုထမင်းကျွေးလိုက်တော့တယ်။ကလေးတွေအားလုံးကလည်းဗိုက်စာနေရကြောင်းအိမ်ကိုရောက်တဲ့အချိန်မှာမြင်မြန်လေးဗိုက်ပြအောင်ထမင်းစားလိုက်ကြတော့တယ်။တားလေးကူကူကျောင်းမှာစာရီအများကြီးတင်ခဲ့တယ်ပေါ့လေ။အမေရဲ့တားလေးကစာအုပ်စိတ်ဝင်စားနဲ့လှုပ်လာတာပဲ။ကဲပြောအောင်တားလေးမနှက်ဖြန်ကြရင်ရောထမင်းမှုတဲ့ကိုအမေပါထည့်ပေးရမလဲ။ဒါစားချင်တာပြော အမေမနှက်ကြရင်စောစောထပြီးတော့ချက်လိုက်မယ်။ဘာထူးမှလည်းအမေရဲ့အမေထည့်ပေးတဲ့ထမင်းမှုကိုလည်း ဟိုမင်းမင်းမဲကုံအောင်စားလိုက်တာမနှက်ပြန်လဲသူစားလို့ပဲကုံသွားမှာအမေချက်ချင်တာသာချက်လိုက်အမေချက်တဲ့ဟင်းနိုင်ရစားလို့ကောင်းတာပဲဘူဝါစားကလေးမကသူ့ရဲ့သားလေးအတွက်ရှယ်ချက်ပေးပြီးတော့ထမင်းမှုတွေကိုထည့်ပေးလိုက်တော့တယ်အဲ့နောက်မှာကလေးတွေကကြောင်းရောက်လာကြတော့တယ်ဘလို့လောက်ပြီးတော့သူကအရှိန်မှာထိုင်နေရတာလေအရှိန်ဆုံးခုံကငါ့ရဲ့ခုံလေငါကခုသူ့ကိုပညာပြမှဖြစ်မယ်ဆရာကြည့်ပါအောင်လားကုကူကကျွန်တော်ရဲ့နေရာမှာထိုင်နေတယ်ကုကူရဲ့ ဘာလို့ဒီခုံမှာထိုင်ရတာလဲအနောက်မှာသွားထိုင်လိုက်ဒါကမင်းမင်းရဲ့နေရာလေတားလေးမင်းမင်းဒီလိုလားတားအရှိဆုံးမှာလာထိုင်ကုကူစာကလေးကစိတ်မကောင်းဖြစ်ပြီးတော့အနောက်မှာသွားထိုင်လိုက်တော့တယ်မင်းမင်းကြီးကန်းကအရှိခုံမှာထိုင်ခွင့်ရသွားတော့တာပေါ့ကဲကလေးတို့ဆရာမနေ့ကအိမ်စာပေးလိုက်တယ်မဟုတ်လားစာအုပ်တွေကိုယူပြီးတော့ဆရာစီမှာလာထက်ကြကလေးတွေအားလုံးကအင်စာရေးလာခဲ့တော့တာပေါ့ဒါပေမဲ့မင်းမင်းကြီးကန်းကအင်စာမရေးလာခဲ့ဘူးပေါ့ တားလေးမေမေဘာလို့အိမ်စာမရေးလာရလဲစောက်ထဲမှာလည်းဘာမှမရှိဘူးအဲ့ဒါလေဆရာတားအိမ်စာရေးကျင်စိတ်မရှိလို့ပြီးတော့လည်းတားဆော့ကစားနေလို့လေအဲ့ဒါကြောင့်အိမ်စာမရေးလာခဲ့တာဘာမှဖြစ်ပါဘူးတားရဲ့ဆရာမနဲ့ဖြစ်ရင်အတွက်အိမ်စာထည့်ပေးလိုက်မယ်နော်တားရေးကျင်တဲ့စိတ်ရှင်ရေးလာခဲ့နော်ဟုတ်ကဲ့ဆရာလုံးချင်တဲ့စိတ်ရှင်လုံးလာခဲ့မယ်မင်းမင်းကြီးကအိမ်စာမရေးလာပေမဲ့လည်းအဆုံမခံရဘူးပေါ့။ဘာလို့လဲဆိုတော့ဆရာကလည်းမင်းမင်းကြီးကကိုအရန်ကြောက်တာပေါ့။ သူ့ကြောင့်လည်းဆရာအလုပ်ပြုတ်သွားမှာကိုကြောက်နူးနာကြပေါ့မုံစားစင်းစင်ရောက်တဲ့အခါမှာကလေးတွေကချမင်းမှုယူပြီးတော့လဲသွင်းတဲ့ကိုဆင်းသွားကြတယ်ဒီနေ့လည်းမင်းမင်းကြီးကအားလုံးဆရာနဲ့ချမင်းမှုကိုယူပြီးတော့လူစားပြန်တာပေါ့ဒီမင်းမေကလေကိုရိုင်းကျချမင်းမှုမယူလာပဲနဲ့မတို့ရဲ့ချမင်းမှုတွေကိုကြာလာလူစားတယ်ဟုတ်တယ်ဒီမင်းမေကနေ့တိုင်းငါ့အမေချက်တဲ့မုံတွေကိုကောင်းအောင်စားပြစ်တယ်ဟာဒီနေ့လည်းကလေးတွေကပိုက်ဟောင်းလုံးနဲ့အိမ်ကိုပြန်ရောက်လာကြတော့တယ်တားလေး အမေသားကြိုက်တဲ့ထမင်းမှုထည့်ပေးလိုက်တာတောက်ကောင်စားခဲ့ရမဟုတ်လားကောင်စားခဲ့တယ်လေအမေပဲဟင်းရလေအရင်ကစားလို့ကောင်းတာပဲပဲဟင်းဒါမဲ့အမေကသားကိုပဲဟင်းထည့်ပေးလိုက်တာမှမဟုတ်တာအမေကသားကိုဘာကထည့်ပေးလိုက်တာတာအမေအမှန်တိုင်းပြောစမ်းတဘာကစားလားကူကူစားကလေးကငိုလိုက်တော့တာပေါ့တာလေးတာလေးကူကူအမေကိုပြောပါအောင်ဘာဖြစ်တာလဲတာတယောက်နဲ့များရန်ဖြစ်ခဲ့ရလား နောက်ဆုံးတော့ကုကူစာကလေးကငိုပြီးတော့အမှန်တိုင်းပဲပြောလိုက်တော့တယ်။ဘာလို့မမေကသားတို့ရဲ့ထမင်းမှုကိုယူဆရတာလဲ။မမေရဲ့အဖေကကြောက်အောင်ဆိုရတယ်ပဲ။သူလှုပ်ရှင်တိုင်းလှုပ်လို့ရတာမှမဟုတ်ကွာ။အမေရဲ့သားလေးကုကူဘာမှစိတ်မပူနဲ့နော်။အမေမနဲ့ဖင်အားစပြီးတော့သားနဲ့အတူကြောက်အောင်လိုက်ခဲ့မယ်။မမေဘာလုပ်နိုင်လဲဆိုတာအမေကြည့်ရပေါ့။မနဲ့မိုးလင်းသွားတော့တယ်။ဟောကစာကလေးမကကုကူစာကလေးနဲ့အတူကြောက်အောင်လိုက်လာလိုက်တော့တယ်။ ကိုကူစာကလေးကအတန်းထဲကိုဝင်သွားပေမဲ့ဝဝစာကလေးမလေးကအကြောင်းဖြစ်တဲ့ကာလူကြီးကန်းစီကိုရောက်လာတော့တယ်။ကြောက်ရှင်ကြောက်ရဲ့ကလေးကကျမတို့ရဲ့ကလေးတွေကိုလိုက်ပြီးတော့နှောက်ရှက်နေတယ်။နေ့တိုင်းနေ့တိုင်းထမင်းမှုလဲလူယူပြီးတော့စားတယ်တဲ့။ပြီးတော့ဘာပြောသေးလဲသိလား။တကယ်လို့သူဒီလိုလုပ်တာကိုအိမ်ကိုပြန်ပြီးတော့မိဘတွေကိုတိုက်မယ်ဆိုရင်ကြောက်ထုတ်ပြစ်မယ်တဲ့။ဘာပြောလိုက်တယ်။မဖြစ်နိုင်ပါဘူး။ကျွန်တော်ရဲ့သားဒီလောက်ထူးကျွန်းတာဒါလည်းမလုပ်တော့ပါဘူး။ ဒါဆိုလဲဒီနေ့မုံစားကြောင်စင်းချိန်ကျရင်ကျောင်းကိုယ်တိုင်ကျောင်းရဲ့သားဘာလုပ်နေလဲဆိုတာကိုစောင့်ကြည့်လိုက်ပေါ့ခဏကြာရဲ့နောက်မှာတော့မုံစားစင်းချိန်ကိုရောက်သွားတော့တယ်ကလေးတွေအားလုံးကထမင်းမှုတွေယူပြီးတော့လှည့်ခွင်းထဲကိုရောက်လာကြတော့တယ်ဟောကစားကလေးမနဲ့ကာလူကြီးကန်းတို့ကလည်းတစ်တိတ်လေးပုံပြီးတော့ခိုးကြည့်နေတာပေါ့နေတို့ထမင်းမှုတွေဘာတွေထည့်လာကြရလဲငါတော်တော်လေးကိုဗိုက်စားနေပြီမမေငါတို့လည်းမသိဘူးလေနင်ကိုယ်တိုင်ပဲထမင်းမှုကိုဖွင့်ကြည့်လိုက်ပါလား မမေကကလေးတွေအားလုံးရဲ့ထမင်းမှုကိုဖွင့်ပြီးတော့စားလိုက်တော့တယ်။ဟမ်ငါ့ရဲ့သားငါ့နာမည်ကိုတုံးပြီးတော့ဒီလိုအလုပ်တွေလုပ်လိုက်မယ်လို့မထင်ထားမိဘူး။သူ့ကိုပညာပေးမှဖြစ်မယ်။အဲဒီနောက်မှာတော့ဝေါ်ဝါစားကလေးမနဲ့ကာလူကြီးကန်တို့ကအဲ့ဒီကလေးတွေစီကိုရောက်လာကြတော့တယ်။ဒါလေးမမေတားဒီလိုလုပ်လိုက်မယ်လို့အဖေမထင်ထားဘူး။အဖေရဲ့နာမည်နဲ့ချိန်ချောက်ပြီးတော့ထမင်းမှုတွေလုစားရဲပေါ့လေ။လူစုဝိုင်းနေတာကိုကြည့်ပြီးတော့ဆရာလေးရောက်လာတော့တယ်။ပြောစမ်းမမေ မင်းဘာလို့ဒီလိုလောက်ရတာလဲငါမင်းကိုဓာရီသိမ်းမေးထားရလားတွေ့လားကြောက်အောင်ကြီးရှင်ကျမတို့ရဲ့ကလေးတွေကအရန်ကိုရှိုးသားကြတာအဲ့ဒါကြောင့်မင်းမင်းကိုဒီလောက်ကြောက်ကြတာဆရာမင်းမင်းကဒီလောက်စိုးသနာဘာလို့ငါတို့ကိုလာမပြောရတာလဲကြောက်ကြီးခမကျွန်တော်လည်းအကြောင်းဆုံးသိပါရယ်ဒါမဲ့အကြောင်းကကျွန်တော်ကိုအလုပ်ထုတ်ပြစ်မှလည်းကြောက်ရသေးရဲ့လေဗျာမင်းမင်းကအရန်ကိုစိုးသနာတကြောင်းလုံးမှလည်းအဆိုးဆုံးပဲဒီနေ့လည်းကြောက်အောင်နောက်ကျမှလာတယ်ကလေးတိုင်းကလည်းသူ့ရဲ့အမိန်ကိုနားခံခိုင်းတယ် ပြီးရင်အိမ်စာရေးလည်းမလုပ်လာဘူးကျွန်တော်အလုပ်ထုတ်မှဆိုလို့ကျွန်တော်ကမပြောတာမေမေအဖေကတားကိုထူးချွန်နေသူလို့ထင်တာအဖေထင်တာရင်းနဲ့တခြားစီပါလားမင်းကအရောက်စိုးသားတဲ့ကောင်မလားစိုးသားတဲ့ကောင်တွေကိုဘလို့အပြစ်ပေးရလဲဆိုတာကိုငါကောင်းကောင်းသိတယ်ကာလူကြီးကကမေမေကြီးကကိုကြိုးချီပြီးတော့ဆောက်ထိုးထားလိုက်တော့တယ်ကြောင်မစင်မချင်းဒီတိုင်းပဲဆောက်ထိုးနေရမယ်ဒါကမင်းလုပ်ခဲ့တာတွေအတွက်အပြစ်ပဲမေမေကြီးကကသူ့လုပ်ခဲ့တာတွေကိုနားလည်သွားတော့တယ် သူလုပ်ခဲ့တဲ့လောက်ရက်တွေအတွက်လဲကြောင်းစင်းတဲ့အထိစောက်ထိုးချီထားလိုက်တော့တယ်